ကဲအခု walking meditation 10000 steps ရှောက်ပြီးတဲ့အခါမှာ sitting meditation 15မိနစ်လုပ်မှဖြစ်ပါတယ် walking meditation ကအနည်းဆုံး15မိနစ်မိနစ်20 ဘုန်းကြီးကတော့နေ့စဉ် walking meditation ကို၃ချိန်ခွဲပြီးတော့လုပ်ပါတယ်။တနာရီခွဲလောက်လျှောက်ပါတယ်။နာယီဝက်ကိုပုံမှန်ခြေလှမ်းနဲ့ထီ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 နဲ့တတိကပ်ပြီးတော့လျှောက်နော်။ဘုန်းကြီးကတော့ဒီတော်ထဲမှာဧကစာရိအရိညဝါသီဘာဝနာရတိဝိနည်းဒရ ဧကစာရီတပါးရဲနေတယ်အရညဝါသည်တောရစောက်တည်တယ်ဘာဝနာရတိဘာဝနာနဲ့သာမွေးလျော်တယ်ဝိနယဒရ928သွဲဂရေ900ကျော်တော့တိတ်ခပုတ်များကိုအယောအနောဖြစ်ရင်ပြက်စီးမှာစိုးလို့ဧကစာရီညုနာယောဟန္နနီးရင် ဒီဝီနည်းတွေကိုထိမ့်သိမ်းရတာခက်ခဲလွန်းလို့အရညာဝါသည်စိတ်ကိုငြိမ်ငြိမ်မထားတတ်ရင်ဒီဝီနည်းတွေထိမ့်သိမ်းရတာမလွယ်ကူလွန်းလို့ဘာဝနာရတိအဲဒါကြောင့်ဧကစာရိအရညာဝါသည်ဘာဝနာရတိဝိနည်းတရအမရပူရာမြို့မာဂန္ဓုံကျောင်းတိုက်ကနေပြီးတော့မှတောထွက်လာခဲ့တဲ့ဆရာတော်ဖြစ်ပါတယ် ်တက်တော့60ဝါရော36ဝါတက်ကတူကြောင်းပြီးမှဝိတ္တဖြစ်တဲ့တွေ့23နှစ်ကြော်မှာတရားစခန်းကိုအချိန်ကြာကြာဝင်ဖို့ကြောင်းပြီးချိန်မှာဆုံးဖြတ်ခဲ့ပြီးတော့အဲ့ဒီကနေ6လကြာလူဝိကြောင်ဘဝနဲ့လုံလုံလာလာ အထုတ်ပါတယ်အထုတ်ရတဲ့အကြောင်းရင်းကလည်းရှိပါတယ်အဲဒီကနေပြီးတော့မှဘုန်းကြီးက24နှစ်ကြာတော့အဲတရားကြီးထိုင်နေလို့တော့မဖြစ်သေးဘူးဒီစာပေတွေတချို့ကိစ္စတွေငါသိကျင်တာတွေရှိတယ်အဲဒီသိကျင်တာတွေကိုသိရဖို့အတွက်လူဝဲကြောင့်လည်းမဖြစ်ဘူးသင်္ကန်းဝဲမယ်ပြီးရင်စာသင်တိုက်ကိုတွားမယ်ဆိုပြီးတော့ စီကံကြီးဆုံးနဲ့အတိတ်စိတ်ဆုံးအငြိမ်သက်ဆုံးဒီစာပေကိုစနစ်ကျလုံးလို့ရမယ်ကြောင်းတဲ့ကို ပို့ပါလို့ဆရာတော်အဖုန်ကြီးရဲ့ဥပ္ပစေဆရာတော်ကိုရှောက်ထားတဲ့အခါမာစီရိတ်တာကနေလက်ဓမ္မဂရိကဆရာတော်ဥညာဏလို့ခေါ်ပါလေဆရာတော်ကမာကနုံကြောင်းတဲ့ကြီးကိုပို့ပါတယ်မာကနုံကြောင်းတဲ့ရောက်တော့ 24နှစ်နာနီးပြီပေါ့24နှစ်ပဲဆိုကြပါဆိုရင်အဲ့ဒီကနေဘုန်းကြီးဟာစာပေတွေသင်တယ်ပြန်လဲပို့ချတယ်ကျောင်းတက်ရတာဝန်ပေးချက်အရနိုင်ငံခြားသားများကိုတာဝန်ခံရတယ်နိုင်ငံခြားကရောက်လာတဲ့တရားထိုင်ခြင်းတဲ့သူတွေစာပေလေ့လာခြင်းတဲ့သူတွေ comparative study လုပ်ခြင်းတဲ့သူတွေ doctorate ဘွဲ့ research တွေ research paper တွေရေးခြင်းတဲ့သူတွေ အင်တာဗျူးလုပ်ချင်တဲ့သူတွေအဲ့ဒီလူတွေကိုဘုန်းကြီးကစောင့်ရှောက်တာဝန်ယူရပါတယ်အဲ့ဒါကနှစ်ပေါင်း30လောက်ပဲဆိုကြပါစို့ခု36နှစ်ကိုဗစ်ဖြစ်လို့တော်ရဲမှန်နေတာတကယ်တော့21ဝါလို့ဆိုဝါကျွတ်ရင်ပြန်ပြန်သွားတာပြည့်ကြောက်မှာဝါရင်ဝါဆောင်းလင်းကာလမှာဆိုကနောင်မှာရှိတတ်ပါတယ်နိုင်ငံခြားသားများနဲ့အလုပ်လုပ်ရပါတယ်ဒါပေမဲ့ကိုဗစ်ဖြစ်ပြီးကြတဲ့က ဒီဘက်မှာခု36နှစ်ဆိုတော့6ဝါဆိုတော့အဲ့ဒီ6ဝါလောက်ကတော့တောထဲမှာတောက်လျှောက်တလက်ဆက်နေဖြစ်ပါတယ်အဲဘုန်းကြီးကတော့တပါးတည်းနေတာဖြစ်တဲ့တွေ့လမ်းလျှောက်တာကို3ချိန်ခွဲလျှောက်ပါတယ် walking meditation လို့ခေါ်ပါတယ်ဇင်ကြံလျှောက်၍ဇင်ကြံဣရိယာပုတ်နဲ့လမ်းလျှောက်တယ်လို့ခေါ်ပါတယ် သင်္ကြန်ဣရိယပုတ်နဲ့လမ်းလျှောက်ရတရားအားထုတ်တယ်လို့ခေါ်ပါတယ်။တာဟာဘဝရဲကို အရောက်ဆုံးနည်းဖြစ်ပါတယ်။ဘဝရဲကိုအရောက်ဆုံးနည်းဖြစ်ပါတယ်။နော်ဘုန်းကြီးဟာသင်္ချာပညာကိုသင်ခဲ့တာဖြစ်တဲ့အတွက် critical အရန်အားကောင်းပါတယ်။ critical အရန်အားကောင်းတဲ့အခါကျတော့တချို့ကြတော့သူတို့ကိုဘုန်းကြီးကတော့ဘုန်းကြီးရဲ့ တရားရဲ့သဘောတဘာဝအရာခွတ်တကယ်လုတ်ပင်မယ်တချို့ကသူတို့ရဲ့အယူဆကိုထိခိုက်တဲ့အခါမှာဗမာဘီဘီငါ့အယူဆကိုထိခိုက်ပြီဆိုပြီးတော့မကြိုက်တတ်ကြပါဘူး။ဒါနဲ့လည်းမတတ်တော့မတတ်နိုင်ဘူးပေါ့နော်။အဲတော့ဗုဒ္ဓဘုရားကြီးသည်ဒီတတိပဋ္ဌာန်တရားတော်ကြီးကိုဘဝရဲ့ထီအောင်ဆွဲသွင်းပေးထားတာဖြစ်ပါတယ်။ ထပ်ပြောပါမယ်ဗုဒ္ဓဖရာကြီးသည်သတိပဋ္ဌာန်တရားတော်ကြီးကိုဘဝတည်းထီအောင်ဆွဲသွင်းပေးထားတာဖြစ်ပါတယ် How many of the Burmese people are practicing that walking meditation everyday life and daily routine Can you please tell me how many of the Burmese people Burmese traditional Buddhist practice the mind walking meditation and daily routine But there are so many people across the world these days. They are practicing walking meditation by seeing the benefits, experiencing the benefits, gaining the benefits, scientific health benefits from walking meditation. Uh, this is the reason I'm trying to guide people how to do walking meditation instead of guiding them sitting meditation, teaching them in a sitting meditation. Because sitting too long doesn't work. Sitting too long cannot help. Health benefits. The Buddha said when you're doing practice in walking meditation, that brings five benefits, the Buddha said. Walking meditation can give you five benefits. You can gain five benefits, health benefits from walking meditation. You can walk long distance. You can sit down longer than before when you do walking meditation and you can have a digest, good digestive system. And you can be healthy and you can have the long time attention and concentration. You can remain your attention longer by walking meditation. This is the five benefits by five scientific and health benefits from walking meditation. 大家好。 walking meditation သည်ဈဉ်ကြံလျှောက်ရတရားထုတ်ခြင်းသည်အကျိုးငါမျိုးကိုပေးနိုင်ပါတယ်လက်တွေ့လည်းသိကြပါတယ်အဲဒါကြောင့်ဘုန်းကြီးဟာတနေ့ကိုနိုင်ဝက် walking meditation 3ချိန်ခွဲလျှောက်တယ် scientific research တွေနဲ့တွဲလိုက်တဲ့အခါမှာပုံမှန်လမ်းလျှောက်တဲ့အခါ10မိနစ်ကိုခြေလှမ်းတရားရရွေးပုံမှန်လမ်းလျှောက်တဲ့အထဲမှာ ခြေတော်နဲ့မြေကြီးနဲ့ဖက်ကနဲ့ဖက်ကနဲ့ဖက်ကနဲ့ထိတိုင်းထိသီးထိသီးထိသီးနဲ့တတိကထားတာအာ this is walking meditation ကတ္တန္တောဝါကတ္တန္တမီတိပဇာနာတိကိစ္ဆန္တောဝါကိစ္ဆန္တောမီတိပဇာနာတိ the pay attention to walk the touching point while walking with line ရှောင်းနေတဲ့အခါမှာ touching point လို့ခေါ်တဲ့ခြေတော်နဲ့မြေကြီးနဲ့ထပ်ကနေထပ်ကနေထိတိုင်းထိတိုင်းထိသီးထိသီးနဲ့တတိကထားတာ walking meditation ခေါ်တယ် အဲ့ဒီလိုပုံမှန်ခြေလှမ်းတဲ့နေစဉ်ဘွားတွေကပုံမှန်ခြေလှမ်းတဲ့လမ်းလျှောက်တဲ့အခါမှာ10မိနစ်မှခြေလှမ်းတရာလို့တိတ်ပံသူတွေဒီများကဆိုထားသလိုဘုံကြီးရဲ့လေ့ကျင့်ကမ်းကျင့်စဉ်မှာလည်းပဲအဲ့ဒီတိုင်ကွက်တိလောက်ပါတယ်ခြေလှမ်းတရာအဲ့ဒီခြေလှမ်းတရာက 7မိနစ်ဆိုတော့ခြေလမ်း1000ဖြစ်ပါတယ်။နာယူဝက်ဆိုခြေလမ်း3000ဖြစ်သွားပါတယ်။အဲ့တော့နာယူဝက်ဆိုရင်ခုနောက်ပိုင်းမှာတယ်လီဖုန်းလိုက်ကင်စရာမလိုဘူးဘာမှကင်စရာမလိုဘူး။နာယူဝက်ဆိုရင်ဒါခြေလမ်း3000ပဲ။ကြိုက်တဲ့ချိန်ကောက်ကြည့်။နာယူဝက်ဆိုခြေလမ်း3000ပဲ။အဲ့တော့3ချိန်ခွဲလျှောက်တယ်ဆိုတော့ခြေလမ်း1000လျှောက်ရတယ်။3ချိန်ခွဲလျှောက်တယ်ဆိုတော့ခြေလမ်းပေါင်း9000ရ3ချိန်လောက်တနာယီခွဲလောက်ခွဲလျှောက်လိုက်တဲ့အခါမှာ1000 1000လောက်အထိရောက်သွားတဲ့အခါလေးလည်းရှိပါတယ်။ children di diga mahu bahu, no? ma children dia, datang ma children, semene ma children datang. Nah, iwa sun children na. no. Tadi bantu di tenaga walking meditation go systematically bambu taupan harap je pare. No, itulah. Look back 2,500 years ago, the technique taught by the Buddha walking meditation. Walking meditation technique taught by the Buddha 2500 years ago, but can be brought to these days in daily life, put it into practice in daily routine, how it brings health benefits to your life. ဒီ walking meditation ဒီဘုန်းကြီးတို့ရဲ့ပွားတွေကိုဘလောက်ထိကောင်းကျိုးချမ်းသာတွေတည်ဆောင်လာတယ်လဲဆိုတာလောက်ကြည့်သူများရနိုင်ပါတယ်ဒီကနေ့ Oxford တက္ကသိုလ်နော် ။ဘာလို့ဒီစကားတွေပြောရလဲဆိုတော့ဒီကနေ့ဒီတိပဌံတရားသည်ဗမာတယောက်တည်းပိုင်ဆိုင်၍ဗမာတစ်မျိုးတည်းအထုတ်တဲ့တရားမဟုတ်တော့ဘူး။ Universal Technique ဖြစ်တဲ့ Launch လမ်းလျှောက်ရေးတတိကထာသည်ဘာသာလူမျိုးမခွဲကြားမှမခွဲလူမျိုးလူမဲမခွဲအားလုံးလုံးနိုင်တာဖြစ်တဲ့အတွက်တက္ကသိုလ်ကျောင်းနေထီအောင်ရောက်သွားပြီ။နော်ဒီလိုမျိုးလျှောက်နေတဲ့အချိန်မှာ ဟာဒီခြေတော့နဲ့မြေကြီးနဲ့ထိတဲ့အခါမှာအီလက်ထရွန်တွေထွက်တယ်။ဒါသိပ္ပံသူတေတီကတုတ်တူရိသနာကတွေ့ထတာ။ခြေတော့နဲ့မြေကြီးနဲ့ထိတဲ့ချိန်မှာအီလက်ထရွန်တွေထွက်တယ်။အဲဒီအီလက်ထရွန်ကိုခန္ဓာကိုယ်က absorb ပြန်လုပ်တယ်။ဆုပ်ယူတယ်။အဲဒီလိုဆုပ်ယူပြီးတဲ့နောက်ဒီတိုင်းမထားဘဲနဲ့အဲဒီအီလက်ထရွန်တွေကို antioxidant ဖြစ်နေပြောင်းပေးတယ် ဒီ walking meditation နော် walking meditation နော်သိစိတ်ဝင်စားစရာကောင်းတယ်သိရင်ခုံစရာကောင်းတယ်တခါအငင်းပွားရမယ်ဆွေးနွေးရမယ်ကိစ္စမျိုးမဟုတ်ဘူးစကလုံးနေရွေးချယ်ပြီးပြောရမယ်ကိစ္စမဟုတ်ဘူးလက်တွေ့လုံးကြည့်ဖို့လိုတယ်မလုံးလာတော့ဘုန်းကြီးလည်းမတတ်နိုင်ဘူးဗမာကမလုံးဘူးသူကတွေးတာတွေးနေတာသူကသူတွေးတယ်ပြီးရင်လှုပ်ချင်တယ်လို့လှုပ်တယ်ပြီးရင်ပြောချင်တယ်လို့ပြောတယ်ပြီးရင်သူတို့မနိုင်လို့ရှိရင်ကြီးကျယ်တဲ့ဆရာတော်ကြီးတွေနာမည်တွေယူလာပြီးတော့ကိုးကားတယ်အဲ့ဒါဗမာရဲ့ပြဿနာပဲ လက်လိုက်တော့မလုပ်ဘူးသူကလိုက်တော့မလုပ်ဘူးနော်ဘုန်းကြီးတို့နောက်ဖက်ဥပပတွေမှာတင်ခဲ့တဲ့အခါသူတို့ဟာတကယ်လိုက်လုပ်ကြတယ်သူတွေဒီအခန်းတွေသူတွေတနအခန်းတွေမှာဝင်ပြစ်ကြတယ်အဲလက်တွေ့ဟလာ brain scan တွေလုပ်ကြတယ် MRI စက်တွေနဲ့ ECG စက်တွေနဲ့နှလုံးကျန်းမာရေးတွေကိုစမ်းသပ်ဆစ်ဆေးကြတယ်တရားထိုင်ရင်းနဲ့နှလုံးကျန်းမာရေးတိုးတက်ပုံအာ this is the way that are practiced in the in western countries western world There's so many educated people who are interested in Buddhism, meditation, mindfulness meditation, and put it into practice in a daily routine, even five minutes. Even for five minutes, they do it. But in this country, I got tired to teach my people to practice, to put it into practice in daily routine. But they don't practice, but they just stay talking, 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 talking about the Dharma to other people instead of practicing for themselves. They walk, of course, they walk, of course, but they don't pay attention to the touching point. They go. they walk restlessly. That doesn't bring any benefits. Of course, physical benefits there, but not spiritual benefits. Stress are there. is there. If you do not pay attention to your own touching point while walking, ိတ်လည်းတွေ့ကြပါတယ်အဲ့ဒါလိုမျိုးခန္ဓာကိုယ်ကခြေထောက်နဲ့မြေကြီးနဲ့ထိတဲ့ခါမှာခန္ဓာကိုယ်ကအဲ့ဒီအဲ့ဒီအလက်ထရွန်တွေထွက်ပါတယ်အဲ့ဒီအလက်ထရွန်ခန္ဓာကိုယ်ကဆုပ်ယူတယ်ဆုပ်ယူပြီးတော့ antioxidant ဖြစ်ပြောင်းပေးတယ်ဒါ walking လုပ်နေတဲ့အချိန်မှာတော့မလုပ်ရင်တော့ဒါမပြောင်းသေးဘူးအဲပြောင်းပေးတယ်အဲ့လိုပြောင်းပေးတဲ့အဲ့ဒီ antioxidant တွေကခန္ဓာကိုယ်ထဲမှာရှိတဲ့ free radical တွေကိုလိုက်ပြီးတော့တိုက်ခိုက်တယ်အယမ်းချက်တွေရှိတယ် Look back 2,500 years ago, the walking meditation technique taught by the Buddha. is integrated within our walk, with our walking exercise, but mindfully, not restlessly. How it comes to integrate with the modern day sophisticated life of the world. you can do it at home. I'm a monk, so I must stay in the forest to do this specially. But for lay people, you can do it at home, better than nothing. Hello, pony walking meditation, lo deka ma kunaga free will lo kore cell ke go damage lo pjet tat de ai free will ke ri antioxidant type phet par Jadi free radical ni ni aye, tu ada di tengah sel di ko life pido piasi ada tu aja. Karena ko ha cuma aye so many. I have learned a lot. I have made the research. I have a made the research a lot with many educated people, scholars, scientists, neuroscientists. and that help meditation humanity a lot အဲ့တော့ walking meditation ကြောင့်ဗုဒ္ဓဟောထားတဲ့အပ္ပပါတော့ walking meditation ဒီအကျိုးငါးမျိုးကိုရစေတဲ့ဆိုတဲ့အထက်မှာကျမ်းမာခြင်းအကျိုးကျေးဇူးတစ်ခုပါတယ်။ဒါကြောင့် walking meditation ဒီကျမ်းမာရေးကိုဖြစ်စေတယ်ဆိုတာတန်တရားဖြစ်စရာမရှိတော့ဘူး။နော်တန်တရားဖြစ်စရာမရှိတော့ဘူး။အဲ့လိုဘုန်းကြီးက walking meditation ကို touching point ကိုသတိကပ်ပြီးတော့တက်ပြီးတော့ တိပ္ပဏိကြအကျိုးကျေးဇူးတွေကိုပြောလဲပြပေးနေသလိုလုံလဲလုံစေသလိုကိုလဲလုံနေတဲ့ရှေ့ကဥဆောင်ပေးနေတယ်။လိုက်လို့တဲ့သူကြိုးရမယ်လိုက်မလို့တဲ့သူကြိုးမရနဲ့။ဘုံကြီးဝဲပြီးကရုံတုံးထားလဲလိုက်မလို့ရင် sorry ပဲဘာအကျိုးမမရနဲ့။ဟောဓမ္မဂရိကကြီးလုံပြီးတရားအကောင်းစားတွေခေါ်နေလဲလိုက်မလို့ရင်ဘာအကျိုးမမရနဲ့။လိုက်လို့မှသာရနိုင်တယ်။အဲသူဟာဗုဒ္ဓဘာသာတော်လည်းမဟုတ်ဘူးသို့တော်ပြောတဲ့တိုင်းလိုက်လို့ရင်သူ့မှာလည်းအကျိုးရနိုင်တယ်။ဘာလို့ဆိုတာလုံသူရတာပဲမလုံသူမရဘူး။ပိစတံဝေရိတဘဝေညူဟိ နော်တက်သည့်နားလေလို့လိုက်ပါကြင်ကြံအားထုတ်တဲ့ပညာရှိတွေဒါလဲအသည်သည်သိနိုင်တယ်လို့တရားကုံတော်ကဆိုထားတဲ့ပစ္စတံဝရီတပဝေညွိမလို့ရင်မသိဘူးလို့ရင်သိမယ်အဲ့ဒါလိုမျိုးဘုန်းကြီးဟာ walking meditation ကို나ယူဝဲ၃ချိန်ခွဲရေလောက်တဲ့ခါမှာခြေလမ်း12000လောက်ထိရတတ်ပါတယ်အဲ့ချိန်မှာဘာဖြစ်လဲနော်ကယ်လိုရီက400လောက်ကြီးတယ်450လောက်ထိကြီးပါတယ် ဒီနိုင်ဦးတဲ့ချိန်လမ်းတော့1000လောက်ရသွားပြီ3ချိန်လောက်နိုင်ဦးဝေါကင်းမင်းခွဲလျှောက်ပြီးဆိုချင်းလက်ကယ်လိုရီ400လောက်ကြီးတယ်။အညီစားရတာဒီကယ်လိုရီတက်ထောင်ဆိုကြပါစို့။800ပဲကျန်တယ်။ခန္ဓာကိုယ်ထဲမှာလိုအပ်တဲ့ energy တွေအတွက်ဖြန့်ဝေပေးပို့ခြင်းပဲ။အဲ့တော့ဒီခန္ဓာကိုယ်ကြီးက weight တက်စရာဘာအကြောင်းမှမရှိဘူး။ walking meditation လုပ်နေတဲ့သူမှဒီခန္ဓာကိုယ်ကြီး auto ရလာတဲ့ကျမရဲ့ကြိုကျေစုက weight တက်စရာဘာအကြောင်းမှမရှိဘူး။နော်။ weight ကို balance လုပ်ပေးထားတယ်အထူး weight short စရာမလိုဘူး။ တနေ့နဲ့တော့မရဘူးပေါ့ဒါဘုန်းကြီးခဏခဏပြတနေ့နဲ့လုံးဝမရဘူးနှစ်ချီလာချီတသက်လုံးအထုတ်ရမယ်တကယ်ပဲကျမ်းမာလှပဝိလဲကြရည်တရားထူးတွေပါရခြင်းကျမ်းမာလှပဝိလဲကြရည်တရားအထူးများပါရခြင်းတသက်လုံးလို့ရမယ်နော်ဒါဘုန်းကြီးကတော့ဗရာဏအလုပ်ဖြစ်လို့ဒါဘုန်းကြီးမလုပ်မဖြစ်လို့ရတယ်ကို့ဘွားထဲမှာတော့လူတွေနေနဲ့တနေ့ကိုနိုင်ဝက်လောက်ပအောင်အထုတ်နိုင်ရယ်နော်တနာကြီးလောက်ပအောင်ပအောင်အထုတ်နိုင်ကိုရပြီအဖုန်းကြီးနေနဲ့ကတော့ဒါဘုန်းကြီးကဗရာဏအလုပ်ဖြစ်တယ်မလုပ်လို့မရဘူးဘုန်းကြီး အဲ့ဒီနေ walking meditation ကြောင့်နော်ငနေပါပါနားဖို့လိုအပ်တဲ့အခါအဖုန်ကြီးအောက်ဖက်ကိုပြန်ဆင်းလာယခုတရားထိုင်တဲ့နေရာကိုပြန်ဆင်းလာပြီးတော့အေးအေးဆေးဆေး15မိနစ်ထိုင်ပါတယ် အဲလို15မိနစ်ထိုင်တဲ့အခါမှာလည်းပဲ consistency over intensity ah this is important consistency over intensity this is important without this consistency over intensity meditation is almost nothing meditation brings no benefit at all and a consistency over intensity the the သိသိမှုရှိတဲ့စိတ်တမာရီပေါ်မှာ တလဆက်တတိကပ်ပြီးထိုင်ရမယ်အဲ့တော့တလဆက်တတိကပ်ထိုင်ဆိုဘယ်လိုလုပ်မှလဲဆိုတော့စိတ်ရတောင်းပြမြောက်ပြီးပေးတတ်တယ်အဲ့ဒါကြောင့်ဘုန်းကြီးကကဏနာနီးတိုင်းတင်ပေးတယ်ကဏနာနီးတိုင်းအထုတ်တယ်အဲ့ဒီနီးကိုဘုန်းကြီးကိုယ်တိုင်လည်းကြိုက်တယ်လို့ဘုန်းကြီးရဲ့အတူအထုတ်တဲ့တပည့်များကိုလည်းတင်ပေးတယ်သူတို့ကိုယ်တိုင်လည်းအဲ့လိုအထုတ်ကြမှာဒီစိတ်ကြီးကဘယ်မှပြေးလို့မရဘူးဆိုတာလည်းသူတို့ကိုယ်တိုင်အသိပဲအဲ့ဒီလို consistency over intensity တိတ်သီးစစိတ်ရတမာရီတိတ်သီးစအပေါ်မှာတလဆက်အဆက်မပြတ်တတိကပ်ပြီးတော့အထုတ်တဲ့ခါမှာဘာဖြစ်တယ်လဲဆိုတော့ heart rate becomes regulated. The blood pressure becomes regulated. Breathing rate becomes normalized. And the lung becomes healthy, strong. That when heart rate becomes regulated, the heart rate variability becomes better and higher. Heart rate variability means between the heart beat, the time between each heart beat. heart rate တခုစီတခုစီရဲ့ကြားကကြားချင်းကို heart rate variability ခေါ်တယ်ဒါကို HRV လို့ခေါ်တယ်အဲ့ဒီ HRV က9မိနစ်လောက်ထိုင်ပြီးတဲ့အခါမှာခုန consistency ဘယ် intensity ပုံစံနဲ့ကဏ္ဍနီးနဲ့စိတ်ကိုပြန်လို့မရှိဘဲထိုင်တဲ့အခါမှာအဲ့ဒီ heart rate variability ဒီ immediately become higher after 5 minutes So it is a reward from my sitting meditation by paying attention to your own breath. It is a reward because you gain from your practice. If, if you do not practice, just speak, keep, talking, talking. It doesn't work. It doesn't work. It's very practical. If you do not believe in it, come and see. Come and see. Ehi pasiko. Ehi pasiko. You know, ဒီလိုမျိုးတရားထိုင်တဲ့အချိန်မှာနှလုံးကြမ်းမာရေးကိုပါတပါးတည်းပါလာစေတယ် ကိုလှုပ်တာတော့ဝင်သက်ထွက်သက်ကိုတတိကပ်၍လှုပ်တာပဲဒါကိုဘာသာရေးဆန်ဆန်နဲ့ကိလေသာကင်းယုံလို့ဆိုပြီးတော့ထိုင်းနေလို့ထိုင်းရင်အဲ့ဒီနှလုံးကျမ်းမာရေးကပါမလာပါဘူး အဲ့ဒီနှလုံးကြမ်းအရေးပါလာဖို့အတွက်ဒီစိတ်ဒီအပြင်းမထွက်ရပါဘူးခုန consistency over intensity ဖြစ်ရပါမယ်စိတ်တမာရီဒီဟုသောတိတ်သေးစားပေါ်မှာဒလဆက်တတိမပြတ်ရှုမှတ်မှုကိုလုပ်ရပါမယ်အဲ့လိုရှုမှတ်တဲ့အခါမှာဒီကဏ္ဍနီးဟာအကောင်းဆုံးနီးဖြစ်ပါတယ်ဘုန်းကြီးဒီကဏ္ဍနီးကို page မှာအများကြီးရှင်းခဲ့ပါပြီ YouTube မှာလည်းအများကြီးရှင်းခဲ့ပါပြီစိတ်ဝင်စားသူများရှာပြီးတော့လုပ်နိုင်ပါတယ်အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာပဲ ဝင်သက်ကိုတည်နေတယ်ထွက်သက်ကိုတည်နေတယ်တည်နေတဲ့အခိုက်မှာပဲ sensation ခေါ်တဲ့ခံစားမှုလေးတွေဖြစ်တဲ့ဝင်တယ်လေအေးသလားနှွေးသလားပေါ့သလားလေးသလားအဲ့ဒီခံစားမှုလေးတွေရဲ့ and the flux sensation and a flux was in a passing moment a sensation လေးတွေဟာရေစီးကြောင်းမှာရေစီးနေတယ်လို့အဆက်မပြတ်ဖြစ်ချင်ပြချင်ဖြစ်ချင်ပြချင်နဲ့ခံစား sensation လေးတွေဖြစ်နေတာကိုကိုယ်တွေ့ဖြစ်ပါတယ်အဲ့ဒီ sensation လေးတွေဖြစ်ချင်ပြချင်နဲ့တွားနေတာကိုတွေ့ပြီးဆိုရင် that is called vipassana ဒါကိုဝိပဿနာဉာဏ်လို့ခေါ်ပါတယ်အဲ့ဒီလိုမြင်ဖို့ဆိုရင်စိတ်ပြောင်းလဲနေရင်မမြင်ပါဘူးခုန consistency of intensity တမာရီရီတို့တိတ်သေးစားပေါ်မှာအဆက်မပြတ်တလက်စားရှုံမှတ်နေမှာဒါစိတ်ကဒီထဲမှာရှိမှသာမြင်ရပါတယ်အဲ့ဒီခိုက်တံမှာ no defilements no ကိလေသာအဲ့ဒီလိုရှုံမှတ်နေတဲ့ခိုက်တံမှာကိလေသာမလာပါဘူးကိလေသာမလာပါဘူးလာလို့လည်းမရပါဘူးတကယ်ရှုံမှတ်နေအဲထိုင်နေတယ်လို့ထိုင်ပြီးတော့စိတ်မေ့မေ့ရောရောနဲ့စိတ်ကိုလွတ်ချင်လွတ်ထားပြီးတော့ထိုင်ရင်တော့ကိလေသာရှိနေမှာပါပဲ အကိလေသာရှိနေလို့ရှိရင်နှလုံးနဲ့တိုက်ရိုက်ချိတ်ဆက်ပါတယ်နှလုံးသွေးလည်ပတ်မှုနဲ့တိုက်ရိုက်ချိတ်ဆက်ပါတယ်အဲ့ဒီနှလုံးနဲ့နှလုံးသွေးလည်ပတ်မှုကနေတိုက်ရိုက်အုံနှောက်ကိုသတင်းပို့ပြီးတော့အုံနှောက်နဲ့လည်းတိုက်ရိုက်ချိတ်ဆက်လာတဲ့အတွက်ကျန်းမာရေးအတွက်အထောက်အကူမဖြစ်ပါဘူးကျန်းမာရေးအတွက်အထောက်အကူဖြစ်ခြင်းတော့စိတ်နဲ့ကိုယ်နဲ့ကတ်နေရပါမယ်အဲ့လိုကတ်ဖို့ရာခန္ဓာနာနည်းဒီအကောင်းဆုံးနည်းဖြစ်ပါတယ်လောက်ကြည့်ရင်သိပါတယ် ဘုန်းကြီးဟာနိုင်ငံခြားသားများကိုစပြီးတော့တင်ခွင့်ရခဲ့တယ်ပြခွင့်ရခဲ့တယ်နိုင်ငံခြားတိုင်းပြည်လည်းထွက်ပြီးတော့တင်ခွင့်ရတယ်မြန်မာနဲ့နိုင်ငံခြားသားဆစ်ဆစ်နဲ့မတူတာကမြန်မာက they are interested in talking about the dharma majority of the burmese people the burmese buddhist monks are interested in keep talk keeping talking about the dharma but they are not interested in practicing the dharma practicing meditation and this is very difference between the Eastern and Western traditional Buddhists and the, though, those not Buddhists who are interested in meditation and Buddhism. And this is a big difference between them. Hello, Gilida Malava. Who at a window to the Lea, the Zonia, Pielai. ြဲသွားလိုက်နောက်ထပ်ဝင်တလေးတစ်ခုဝင်လာလိုက်ထွက်တလေးတစ်ခုထွက်သွားလိုက်တစုံကတိတဲ့တစုံနဲ့အတိတွဲပြီးတော့ဖြစ်လိုက်ပြက်သွားလိုက်အဲ့ဒီဖြစ်လိုက်ပြက်သွားလိုက်ဆိုတာကဒုက္ခသစ္စာလို့ခေါ်ပါတယ်သစ္စာ ਨੇ ပြောတော့အဲ့ဒါကိုမြင်အောင်နှလုံးသွင်းကြည့်ရှုနေတာကမဂ္ဂသစ္စာလို့ခေါ်ပါတယ်အဲ့ဒီဒုက္ခသစ္စာကိုအဆက်မပြတ်တလဇမဂ္ဂသစ္စာ ਨੇ ရှုပ်ပတ်နေတဲ့အချိန်မှာသမုဒိယသစ္စာဆိုတဲ့ကိလေသာလာလို့မရပါဘူး ဒုတိယသစ္စာချုပ်တယ်လို့ခေါ်ပါတယ်။ဒါသစ္စာ၄ပါး ਨੇ တွဲပြတာ။အဲဒုတိယသစ္စာချုပ်လို့ရှိရင်သူဒီအကြောင်းဖြစ်တဲ့အတွက်အကြောင်းချုပ်တယ်ဆိုလို့ရှိရင်တဲ့သူကြောင့်ဖြစ်မဲ့အကျိုးကလည်းချုပ်ပြီးသားပါ။အဲ့ဒီအကြောင်းရောအကျိုးရောချုပ်တာကိုនិရောဓသစ္စာလို့ခေါ်ပါတယ်။ဒါသစ္စာ၄ပါး ਨੇ နောက်ဆုံးချိန်၍အားလုံးတိဗ္ဗဏိယချက်မေကျိုးကျေးဇူးများလည်းရရှိကသစ္စာ၄ပါးတရားများသာခဏကူမှနားလည်အောင် လက်တွေ့ကြကြရှုမှတ်အထုတ်သောအဖြစ်ကြံမာလှပဝိလက်ကြ၍တရားထူများပါရကြပါစေလို့ပြောရင်းနဲ့ဘုန်းကြီးရဲ့ guided meditation ကိုနေကုန်ချောပါတယ်